လူဒန်းမှုကိစ္စများဆောင်ရွက်ခွင့်ပြုတော်မူပါဖုရားဆရာတော်ဘုရားကြီးထံအဆက်ဆွာလူဒန်းနိုင်ရန်အတွက်ဆရာတော်ဘုရားကြီးကပ္ပိယကာရကအဖြစ်ကိုချမ်းမြေအောင်ကဆောင်ရွက်ပေးပါရန်ပန်ချာအပ်ပါれယနေ့အလူရှင်မိသားစုများ ဖြစ်ကြပါသောဥဆိုင်ဆန်နွမ်းဒေါ်စိန်စိန်အေးသားသမီးမြေတစုဥဆိုင်လုံးတက် ဒေါ်နန်းဆိုင်ဝမ်းဒါသမိတစု ဥထွန်လင်းဒေါ်ချိုချိုဝင်းရှုမဝပန်းဒီဖနဲ့ဒါသမိမိသားစုဥအောင်ကျော်ဥခေါ်ဥကြရဲ့ဒေါ်တင်တင်ဘီသုံးလုံးနဲ့ကဖေးစီတီမိသားစုဥမျိုးဝင်းဒေါ်ဖြူဖြူမြင့်ပုံညာဒုက္ခကုမ္ပဏီမိသားစုတို့ကစုပေါင်းပြီးကျေးဇူးတော်ရှင်ဗမာခါချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ730 ်လူဒန်းပေးပါယံပန်ကြားအပ်ပါတယ် ဆက်လက်ပြီးအလူရှင်မိသားစုတို့ကကျေးဇူးတော်ရှင်ဗမာခါချုပ်ဆရာတော်ဘုရားကြီးကျမ်းမာရေးဆေးအလူတော်ငွေကျက်သိန်း30လူတန်းပေးပါရန်ပန်ကြားအပ်ပါတယ်အာဒူအာဒူတာဒူအလူရှင်မိသားစုများကကျေးဇူးတော်ရှင်ဗမာခါချုပ်ဆရာတော်ဘုရားကြီးတည်ထောင်ထားသည့် ပညာဘူမိတက္ကသိုလ်ပညာရေးအလူတော်ငွေ730နှစ်အတူတိုက်ဥဆရာတော်ဘုရားအာနဝကမ္မ၄သိန်းကျက်တိန်စင်းတန်ဃာတော်အရှင်သူမြတ်တို့အာနဝကမ္မ3သိန်းကျက်စီနှစ်အတူသီလရှင်ဆရာကြီးဆရာလေးတို့အာနဝကမ္မစုပေါင်း3သိန်း4000ကျက်လူရန်ပါတယ်တာဓုအနုမောဒနာခေါ်ဆိုကြပါခမညာ ဆက်လက်ပြီးမိဘနှစ်ပါးနှင့်ဒေါ်ကြီးတို့အားအမှုထား၍ဒီလရှင်ဆရာလေးဒေါ်မေတ္တာနန္ဒီဤအသက်50နှစ်ပြည့်မွေးနေ့အလူအဖြစ်ဖြင့်ကျေးဇူးတော်ရှင်ဘာမခါချုပ်ဆရာတော်ဘုရားကြီးဓမ္မပူဇာ3သိန်းချက်နှင့်အတူဆရာတော်ဘုရားကြီး ကျမ်းမာရေးဆေးလူတော်ငွေ9သိန်းချက်ဓမ္မဒါယသာသနာစင်တာကျောင်းတိုင်းလျှက်စစ်မီပရိသတ်ပင်အလူတော်ငွေ9သိန်းချက်နှင့်အတူဓမ္မဒါယသာသနာစင်တာကျောင်းတိုင်းဆွမ်းပရိသတ်ပင်အလူတော်ငွေ2သိန်းချက်စုစုပေါင်း15သိန်းချက်တို့အား လူတန်းပေးပါယံပန်ကြားအပ်ပါတယ် ဆက်လက်ပြီးစကိုင်းမြို့နယ်ရွာမရွာနေအကိုဥခင်မောင်ရွှေညမဒေါ်စောဦးမြင့်မိသားစုတို့ကကျေးဇူးတော်ရှင်ဗမာခါချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ၁၀သိန်းကျပ်ဆက်ကလူတန်းပေးပါရန် ပန်ကြားအပ်ပါတယ်။ ဆက်လက်ပြီးပြည်ဦးလင်းမြို့ကျင်ကနိုင်ကျေးရွာနေမတ်စောစန္ဒာမိသားစုတို့ကကျေးဇူးတော်ရှင်ဗမာခချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ၅သိန်းကျက်နှင့်အတူတရုတ်ဆရာတော်ဘုရားအားနဝကမ္မတသိန်းကျက်ပြင့်တန်ကားတော်အရှင်သူမြတ်တို့အားနဝကမ္မ၅000ကျက်စီလှူဒန်းပေးပါရန်ပန်ကြားအပ်ပါれဆက်လက်ပြီး မိခင်ကြီးအားအမှုထား၍ကြောက်ပရောင်းမြို့နေဆရာလေးဒေါ်ကလျာဏဝရီဆရာလေးဖရာကကျေးဇူးတော်ရှင်ဗမာခကျုပ်ဆရာတော်ဖရာကြီးတိဆောက်နေသည့်ဝိဇာဒဗုံညမင်္ဂလာဓမ္မဗိမ္မာန်တော်ကြီးအတွက်အလှူတော်ငွေ9သိန်းကျပ်ဆက်ကက် လူဒန်းပေးပါရန် ပန်ကြားအပ်ပါသည် ဆက်လက်ပြီးကျေးဇူးတော်ရှင်ဗမာခါကျုပ်ဆရာတော်ဘုရားကြီးအားဥထိပ်ထား၍မိဘနှစ်ပါးကိုရည်စူးလျက်ဆရာလေးဒေါ်ဓမ္မနန္ဒီမိသားစုတို့ကဆရာတော်ဘုရားကြီးအားဓမ္မပူဇာတသိန်းကျပ်ဆရာတော်ဘုရားကြီးကျမ်းမာရေးဆေးလူတော်ငွေ2သိန်းကျပ်ဆရာတော်ဘုရားကြီးတည်ဆောက်နေသည့်ဝိဇာတပုံညမင်္ဂလာဓမ္မဗိမာန်တော်ကြီးအတွေ့အလူတော်ငွေ3သိန်းကျပ်နှင့်အတူဓမ္မဒါယသာသနာစင်တာကျောင်းတိုက်စွမ်းပရိသဘင်3သိန်းကျပ်တို့အားလှူဒန်းပေးပါရန်လျှောက်ထားအပ်ပါသည် ဆက်လက်ပြီးဥအောင်နိုင်ဦးဒေါ်ထထနွယ်မိသားစုတို့ကကျေးဇူးတော်ရှင်ဗမောက်ခချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ၅သိန်းကျပ်ဆက်ကက်လူတန်းပေးပါရန် ပန်ကြားအပ်ပါတယ်။